တလားကြမေလာတရနေ့မှာပြန်လည်စတင်မယ့်နိုင်ငံကူးလမဲ online tours နဲ့အားလုံးပဲမင်္ဂလာပါမြန်မာနိုင်ငံမှာနောက်ပိုင်းနှစ်တွေတွင်ပြည်ပထွက်အလုပ်ကင်မဲ့သူတွေနဲ့ပညာသင်ကြားမဲ့သူတွေများပြားလာတာကြောင့်နိုင်ငံကူးလမဲ passport ထုတ်ပေးတဲ့လူငင်းစင်ဟာဆိုရင်လည်းကျင်းကြမှုတွေရှိလာခဲ့ပါသည်ဒါကြောင့်နောက်ပိုင်းမှာလူဝင်မှုကြီးကြပ်ရေးဌာနက online ကနေချုပ်တင်လျှောက်ထားပြီးတော့ QR code ရှားယူတဲ့စနစ်ကိုပြောင်းလဲလာခဲ့ပါသည် ပတ်စပို့တွင် QR code ရယူရတဲ့ website ကနေတစဉ်ကြိုတင် appointment ယူပြီးတော့မှမိမိရလာတဲ့ရက်ချိန်တိုင်းရှောက်ထားတဲ့ရုံးမှသွားပြီးတော့ passport ရဖို့အတွက်လုံဆောင်ရတာပဲဖြစ်ပါသည်။ဒါပေမဲ့ရှောက်ထားသူများလာတာကြောင့်ရက်ချိန်ရောက်ဖို့ဆိုရင်တော့လအတန်ကြာအောင်ဆောင်ရတတ်ပါသည်။ရန်ကုန်မန္တလေးမြို့ကြီးတွေက passport ရုံးတွေကတစဉ်ရှောက်ထားသူတွေဆိုရင်တော့စောင့်ဆိုင်းရတဲ့အချိန်ကလည်းပိုကြာတတ်ပါသည်။ဒါပေမဲ့မလာ28ရက်နေ့ကအားပြီးငလင်းလောက်ခဲ့ပြီးနောက်မှဆိုရင်တော့ passport တွေ QR code ယူလို့မရတော့ဘဲဝန်ဆောင်မှုရှက်တဲ့သွားခဲ့ ရသလိုရုံးနေမှာ passport ထုတ်ပေးတဲ့လုပ်ငန်းရှင်တွေလည်းရက်ဆိုင်သွားကြရတယ်လို့သိရပါတယ်။ငလေးကြောင့်တာဝါတိုင်းတွေထိခိုက်မှုရှိကြရပြီးတော့ internet ကောင်းစွာမရတဲ့တွေ့ server တွေကျပြီးတော့လုပ်ငန်းမလဲပတ်နိုင်ကြတာလို့လည်းသိရပါတယ်။ငလေးပြီးနေရလောက်ထိ online ကြွာတင်လို့ရှာတဲ့အသေးပေမဲ့နောက်ပိုင်းမှာတော့လုံးဝမရတော့တဲ့အထိဖြစ်ခဲ့ရတယ်လို့ကိုယ်တိုင်ကြုံခဲ့ရသူတဦးကလည်းပြောပါတယ်။ ။ဒါကြောင့်လူထုကြားမှာနိုင်ငံကူးလက်မှတ်ထုတ်ပေးတာတွေကိုရက်ဆိုင်ပြီးတော့ပြပထက်ခွင့်ပိတ်တော်မှာလားဆိုရဲစိုးရိမ်မှုတွေမြင့်တက်လာခဲ့ပါတယ်။ဒီလိုဝင်ဆောင်မှုရနာခဲ့တာဟာဆိုရင်လေတလာနီးပါးလောက်ထိကြာမြင့်သွားခဲ့ပါတယ်။ငလင်းလို့ပြီးနှစ်ရက်လောက်ကတင်းလို့ရသေးတယ်။နောက်ရက်တင်မှာလုံးဝတင်းလို့မရတော့တာခုတည်းပဲ။ဘယ်တော့ရမလဲမသိရဘူး။ပြပထွက်မှာဆိုလို့တမိန်ပိတ်ထားတာဖြစ်မှလေစိုးရိမ်နေကြတယ်။ ပြန်တင်လို့ရရင်တော့စုပြုံပြီးတော့တင်ကြမှာလည်းဖြစ်လာနိုင်တယ်။ passport စာအုပ်တင်ဖို့စောင့်နေသူတွေကများတယ်လို့နိုင်ငံကူးလက်မှတ်ဝန်ဆောင်မှုပေးသူတအူကပြောပါရတယ်။ passport ထုတ်ပေးတဲ့နေရာမှာဆိုရင်တော့နိုင်ငံသားစီစီရေးကတ်တစ်ခုဖြစ်တဲ့ smart card ကိုလည်းမဖြစ်မနေယူဆောင်ရမယ်လို့နောက်ပိုင်းမှာသတ်မှတ်လာခဲ့ပါတယ်။ဒါပေမဲ့စာပါကြနေတာကြောင့်လဝကယုံနေပါလေ smart card ထုတ်ပေးနိုင်တဲ့အခြေအနေတွေမရှိတဲ့အတွက်ကြောင့်မလို့တချို့ appointment ရထားသူများကလည်း smart card ချိန်မီမရတဲ့ခက်ခဲတွေရှိနေကြပါတယ်။နိုင်ငံကူလည်းမထုတ်ဖို့အတွင်း online ကနေတစင် QR code ရယူတာနဲ့ဝန်ဆောင်မှုအားလုံးကိုလာမယ့်မေလတရနေ့မှာ ပြန်လည်စတင်ပြီးဆိုပြီးတော့မြန်မာနိုင်ငံကိုလည်းမဲ့ထုတ်ပေးရုံကကြေညာလာခဲ့ပါတယ်။ဒါပြင်ကျူဟာကုတ် ရထားပြီးသားသူတွေအနေနဲ့လည်း appointment date တွေကိုပြင်ဆင်ထားတဲ့အတွက်ကြောင့်ပြန်လည်စစ်စစ်ကြောက်ကိုလည်းအတိပေးထုတ်ပြန်ခဲ့ပါသည်။တလားကြမှာပြန်လည်စတင်တာတွေကြောင့် online ကနေရှောက်ထားသူပုံများလာနိုင်ပြီးလိုင်းကျက်တာတွေရက်ချင်းပို့ကြတာတွေရှိနိုင်တယ်လို့သုံးသပ်နေကြပါသည်။ကြေရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီရီနုပညာရှင်တွေရဲ့ဒိနေတူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေးလေးကိုစောင့်မျှော်ကြေရှုအားပေးဖို့တွေ့မိကြပါနဲ့ရှင်။ အခုလိုမျိုးအကြောင်းအရာတွေကိုသိဖို့အတွက်လည်းကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့စောင့်ကြည့်ပေးပါအောင်ရှင်။အပိနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုစိတ်နှလုံးရှင်လန်းချမ်းမြေပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့ဆူတာမေတ္တာစကားလေးပို့သရင်နေပဲဒီနေ့ရဲ့စီစဉ်လေးကနေပြီးတော့နှုတ်ဆက်လိုက်ပါရစေ။